ရိသမြအလုံးပဲမင်္ဂလာခင်ဗျာမြန်မာဖိုက်တာလေးမိုးထအောင်ကိုဝမ်းချန်ပီယံရှစ်က ပွဲတက်ပေးလိုက်ပါပြီပြိသက်တွေကတမီးတဲ့မင်းနေကြတဲ့မိုးထအောင်ပွဲမရသေးဘူးလားမိုးထအောင်ပွဲမရသေးဘူးလားဆိုတဲ့မေးခွန်းကိုဝမ်းကအခုတော့အဖြေပေးလိုက်ဖြစ်ပါတယ်ဝမ်းဟာလာမယ့်ဇွန်လ13ရက်နေ့ရောက်ရင်ကျင်းပကိုရှိနေတဲ့ One Friday Fights 112ပြန်ပွဲမှာမိုးထအောင်ကိုထည့်သွင်းပြီးတော့ပွဲတက်ပေးလိုက်ဖြစ်ပါတယ်ဒီပွဲကတကယ်လည်းစိတ်ဝင်စားစရာကောင်းနေပါတယ်ဘာကြောင့်လဲဆိုတော့ မိုးထောင်ကိုတည်ပေးလိုက်တဲ့ပြိုင်ဘက်ကဆက်ဆံညီဖြစ်နေလို့ပါပဲဆက်ဆံညီခုံဖုံနိုင်ကိုမိုးထောင်ရင်ဆန်းမှာပါခုံဖုံနိုင်ဟာအတွေ့အကြုံပိုင်းဆိုင်ရာမှာမိုးထောင်ထက်ဝိုင်းရင်တဲ့ကစားသမားတယောက်ဖြစ်ပါတယ်သူဟာဝမ်းစင်မင်းထက်မှာပွဲစဉ်ခုနှစ်ပွဲတောင်ထိုးခဲ့ပြီပါပြီအဲ့ခုနှစ်ပွဲမှာခုံဖုံနိုင်က၅ပွဲနိုင်တယ်၂ပွဲပဲရှုံးခဲ့တယ်ခင်ဗျ နောက်ဆုံးထိုးခဲ့တဲ့သုံးပွဲဆက်တိုက်ကိုခွန်ဖုံတော်အနိုင်ကစားပြထားပါတယ်။ဒါကြောင့်လဲမိုးထောင်အတွက်သတိကြီးထားပြီးထိုးရမယ့်ပွဲဖြစ်လာမယ်လို့ပြောရတာဖြစ်ပါတယ်ခင်ဗျာ။ခွန်ဖုံတော်အတွက်မြန်မာဖိုက်တာနှစ်ယောက်နဲ့ဇက်တိုက်ဆုံစည်းရတာဖြစ်သလိုကိုရီဘက်ကမိုးထောင်ကိုကြည့်မယ်ဆိုရင်လဲထိုင်းဖိုက်တာနှစ်ယောက်နဲ့ဇက်တိုက်ကစားရတာဖြစ်ပါတယ်။မိုးထောင်ကနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တုန်းကထိုင်းဖိုက်တာစမင်းတံကိုသူရှုံးနေကြတယ်ဗျ။ ဲ့တော့ဒီပွဲမှာသူ့အနေနဲ့နိုင်ပွဲရဖို့လိုအပ်လာပါပြီရှေ့မှာထိုးခဲ့တဲ့ပွဲစဉ်၃ပွဲနဲ့စမင်းတန်ကိုရှုံးခဲ့ရတာလွဲလို့ဂျန်နဲ့၂ပွဲမှာတော့မိုးထောင်အနိုင်ရထားတယ်ခင်ဗျတပွဲကိုသူကအလဲထိုးနဲ့နိုင်ပြီးတော့နောက်တစ်ပွဲကိုတော့သူ split decision နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်တစ်ဖက်ကကွန်ဖိုနန်ကိုကြည့်လိုက်တဲ့အခါကွန်ဖိုနန်ဟာနောက်ဆုံး၃ပွဲဆက်တအနိုင်ထိုးထားတယ်နောက်ဆုံးနိုင်ရခဲ့တဲ့ပွဲမှာဆိုရင်မြန်မာကုစားယူဖိုက်တာဆွန်ရက်ကို ကွန်ဖုန်နိုင်ကအနိုင်ကစားခဲ့တာပါအဲ့တော့ဒီဘက်မှာကွန်ဖုန်နိုင်အောင်ပွဲခံသွားခဲ့မယ်ဆိုရင်မြန်မာဖိုက်တာနှစ်ယောက်ကိုဇက်တိုက်အနိုင်ရရှိတာဖြစ်လာပါလိမ့်မယ်ခင်ဗျမိုးတောင်အောင်နေနဲ့ဒီဘွဲဟာဖီးယားရီအောက်ကနေထိုးအောင်ပွဲစဉ်ဖြစ်နေပါတယ်ကွန်ဖုန်နိုင်တက်ကြော်လဲမိုးတောင်ကိုအနိုင်ရလိုက်လို့သူသား၄ဘွဲဇက်အနိုင်ရတဲ့ရလကောင်တစ်ခုကိုဖန်တီးပြလိုက်နိုင်မယ်ဆိုရင် one friday fight ကသူ့ကိုအမေရိကန်ဒေါ်လာတသိန်းနဲ့စာချုပ်ကြီးအတွက် လမ်းဖွင့်ပေးတာမျိုးတွေဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဗျ။ဒါကြောင့်ခွန်ပုံနိုင်ဟာတိုက်စစ်ဖွင့်ပြီးအားထက်ကစားလာမှာဂျိမ့်တင်နေပါဗျ။ဒါကိုမိုးထောင်ဘက်ကကောင်းမွန်တဲ့ဂိမ်းပလန်တရနဲ့အစီအစဉ်တကျတုံ့ပြန်မှုစီစဉ်ထားရမှာပါ။ဒါပြောမိုးထောင်အနေနဲ့ဆက်ဆိုင်ကြီးဖြစ်တဲ့ခွန်ဖုံနိုင်ကိုအနိုင်ပြီးရလကောင်ကိုဖန်တီးနိုင်ပါစေ။လှပတဲ့နိုင်ပွဲနဲ့တူပြည်သက်တွေကိုပျော်ရွှင်မှုတွေဖန်တီးပေးနိုင်ပါစေလို့ဒီနေ့အနေနဲ့ ဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ